တမရရှင်မပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေပါ18ရက်10လ2025ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့သတင်းထက်ကျွန်တော်တို့နည်းပြောစရာလေးရှိရပါတော့နည်းနည်းသတင်းထက်ဗာလဲဆိုလို့ရင်ကျွန်တော်ဒါဒီနေ့ဆိုလို့ရှိရင်ဒါတိဘောနော်တိဘောဒါတမရစကြောင်းနေဒါပြီးရင်ဌာနဆိုင်ရာဝန်ထမ်းနေဒါပြီးရင်ဌာနဆိုင်ရာလိုက်လိုက်ပါတော့သူကလည်းသူအကုန်လုံးဒါဝင်ရောက်တဲ့အချိန်မှာဒါဒီတက္ကံပြည်သူလူထုရဲ့ဒါလိုက်လိုက်လေးလေးကြိုးစုံမှုဒါပြောပြောရှင်မြူးလို့ဆိုတာနဲ့ဒါကောက်ခုံပြီးတော့ကြိုးစုံပွဲကြီးမြင်ရတော့တကယ်ဝမ်းသာပါတယ်နော်တကယ်လည်းပျော်ရွှင်မိတယ် ။ဘာလို့လဲဆိုတော့တိဘောမြို့ရဲ့ကျမ်းမာရေးရှင်တွေပြန်ကောင်းသွားပြီ။နောက်ရှမ်းမြောက်တခွန်ကတော့ကျမ်းမာရေးကုံအလုံးစုံနှီးပါလောက်တော့ပြန်ကောင်းသလောက်တော့ဖြစ်သွားပြီ။ကျန်တဲ့နေရာဒိတ်တွေဆိုတာကကြက်ကလေးငှက်ကလေးကောက်သလိုကောက်လို့ရတဲ့ပိုင်းတွေဖြစ်သွားပြီ။အဲ့တော့နည်းနည်းတတိဟိုအချိန်ရက်နှင်းငယ်ကြာမှတော့မုဂုတ်တစ်ခုပဲကျန်မှာပေါ့နော်။ကျန်တဲ့နေရာလေးတွေကတော့ကြက်ကလေးငှက်ကလေးကောက်သိမ်းသလိုကောက်သိမ်းလို့ရပါတယ်။နာနာပတ်သက်ပြီးတော့တီဘောကိုဒါထိုးသစ်ဆင်တဲ့အချိန်မှာဒါအကြံပတ်ပြည့်ပြည့်အုပ်စုမီဒီယာတွေအနေနဲ့ပြီးရဒီလွမ်းရီဦးတို့เนาะသူတို့တရလေးရဲ့ဒါပြောရေးဆိုခွင့်ရှိတဲ့ ဟိုမတာမလားဖာသမလားမသိဘူးနော်အဲ့ကောင်မကြီးသူတို့ပြောတာဗာလဲစစ်တပ်ကဒီတိဘောမျိုးရရှိရေးအတွက်ဒါလာပေါင်းများဆိုတော့ထိုးထိုးစစ်ဆင်ပြီးမှတိဘောမျိုးရတာတဲ့နော်ကြောက်တော့တော့ဂေါတော့တော့ကြီးကြောက်တော့ဂေါတော့တော့ကြီးကိုယ့်ကိုဆောက်ပြေးမရှိလို့ထွက်ပြေးပြေးရတယ်မပြောဘူးနော် တမန်တော်တိဘောမျိုးတိုက်ခွာတာ16ရက်ပဲကြာတယ်16ရက်ပဲကြာတယ်နော်တော့တိတွက်ကြည့်လိုက်တရက်နေ့မှာတရက်နေ့မှာကျွန်တော်ကြောက်မဲရတယ်တရက်နေ့မှာကြောက်မဲကိုရတယ်နှစ်ရက်နေ့မှာကျွန်တော်တိဘောကိုထပ်မံထိုးစစ်ဆင်တယ် 16ရက်နေ့မှာအလုံးစုံရတယ်16ရက်နေ့မှာအလုံးစုံရတယ်19ရက်နေ့မှာတက်ကဒီတိဘောကိုအလုံးစုံပြန်လည်ထင်းချုံနိုင်ပြီဆိုတဲ့အကြောင်းကိုကြေညာချက်ထွက်တယ်တွေ့ကြည့်လိုက်ပါအဲ့ရက်ပဲကြတာပါနော်သူတို့တင်ထားတယ်လို့လားတွေပါကြာကြအကြောင်းကိုမရှိဘူးနော်လားလည်းမကြပါဘူးဒါတော့ဆက်ပြီးပြောပြတာပေါ့နော်အော်လက်ရှိရှမ်းမြောက်တခွန်ကဒါအေဂျင်တာတော့ဖြစ်တော့မယ်ဘာလို့လဲကျွန်တော်လာရှိုးရပြီတီဘောရပြီကြောက်မဲရပြီနော်နောင်ချူရပြီအဲ့တော့ဒီနေ့နိုင်ငံတော်နဲ့ပြည်ညာချက်တစ်ခုရှိတယ်အဲ့ဒါတော့ဗာလဲဆိုလို့ရကျွန်တော်ဒီမန္တလေး မန္တလေးကနေပြီးတော့ဒီလာရှုဒါသူပုံမှန်သွားမဲ့လမ်းမအတိုင်းဒါသွားလာလို့ရပြီဆိုတဲ့အကြောင်းကိုပြောဆိုလိုက်ပါပြီเนาะဒါအဲအကြောင်းမလို့ဒေတာကန်မိဘပြည်သူတွေရောဒါခရီးသွားလာနေတဲ့ဒါမိဘပြည်သူတွေရောကျွန်တော်တို့ပုံမှန်လမ်းမအတိုင်းကသွားလာလှုပ်ရှားလို့ရပါပြီဆိုတဲ့အကြောင်းကိုဒီနေရာနဲ့တရင်စကားအကောင်းပါလိုက်ပါတယ်အဲ့တော့အဲ့လမ်းကြောမှာရှိတဲ့အကြံဘက်တရလေးတွေလည်းလိုက်ရှင်းပြီးတော့နော်ခွေးသေးဝက်သေးသေးပြီးဒီကောင်လေးလည်းခွေးပြွက်ဝက်ပြေးပြီးပြေးသွားပြီနော်မိုးကုတ်ဘက်ကိုဆုတ်သွားတယ်လို့သိရတယ်မကြခင် မိုးကုတ်လာပါမယ်နော်မကြခင်မိုးကုတ်လာပါမယ်အဲ့တော့တီဘိုးမှာလည်းရှိပါတယ်နော်အကြံပတ်အာပီတွေအကြံပတ်အာပီတွေတမရော်သားတွေတမရော်သားမိသားစုဝင်တွေတီဘိုးကနေပြီးပြန်ဆုတ်ရတဲ့အချိန်မှာလဖက်ရည်ဆိုင်ထဲကနေပြီးတော့ဂင်းနဲ့ဝိုင်းပေါက်တဲ့အုပ်စုကိုလိပ်ပြကိုကိုလုံမသေးလို့ဒီလောက်ပဲမဆိတ်ပြလိုက်ပြသေးနော်အဲ့ရှိရဲ့အဲ့လဖက်ဆိုင်နော်တမရော်သားတွေတမရော်သားမိသားစုဝင်တွေဒါတီဘောကနေဆုတ်တဲ့အချိန်မှာဂင်းနဲ့ဝိုင်းထူတဲ့ဖွဲ့တွေ ိုလေးပြကိုကိုလုံးမသေးလို့ပဲဒီလောက်ပဲပြောလိုက်ပြသည်နော်အဲ့တော့တမရစစ်ကြောင်းကမုဂုတ်ကိုထမှန်ထိုးစစ်ဆင်မှုလာလာရှိပါတယ်အဲ့တော့မုဂုတ်ဒေသခံပြည်သူတွေကိုဘသာကိုတဘုံနဲ့မတက်ဆိုင်မှုတဘုံကိုအာမပေးဘူးဆိုရင်တော့ကြည်လို့ရမြည်ပါရှောင်ပါလို့ဒီလောက်ပဲမက်ဆေ့စကားပို့လိုက်ပြသည်ကျန်တဲ့စီးစီးရကိစ္စရောမပြောတော့ပါဘူးနော်မပြောတော့ဘူးဒါတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒါကျွန်တော်တို့ဒီဟိုပါပေါ့ဒုရီယာဘုတ်ချုပ်ကြီးယာပြေးကနေပြီးတော့ ဟိုကလုတ်တဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးပြောပြမယ်ဒါဝါတက်ဖွဲ့ကိုဟမ်ယာသတန်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောပြမယ်ယာသတန်တော့မဟုတ်ဘူးကသူ့ကိုမိတူပေးလိုက်တာပါသူ့အမေရိကန်ကတော့သူ့ကိုမိတူပေးလိုက်တာပြောချင်တာတော့လက်နက်ကင်ဖွဲ့အားလုံးကိုပြောချင်တာလက်နက်ကင်ဖွဲ့အားလုံးကိုပြောချင်တာအဲ့တော့ဗာလဲဆိုတာဝါကိုရည်ညွှန်းပြီးတော့ပြောလိုက်တာပါနော်ဝါပြင်းနေလိုချင်ပါကရုပ်ောက်ပွဲကိုဒီဝါပေါ့ရုပ်ောက်ပွဲဝင်ပြီးတော့ကျတော့လွတ်တော်တဲ့ကနေတောင်းဆိုရန်ဆိုပြီးတော့ဒါဒုတိယပို့ချုပ်ကြီးကြပြီးကနေပြီးတော့ပြောလိုက်တယ်ပြောလိုက်တယ် ဝါပြီဝါပြီသွေးစည်းညီညွတ်ရေးတက်မတော် UWSA အနေနဲ့ဒါဝါပြီနယ်ကိုလိုချင်နေဆိုရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရလွတ်တော်တွေဝင်ပြီးတော့ဒါလွတ်တော်တွေကနေပြီးတော့ဤနယ်ဤနယ်တောင်းဖို့ဆိုပြီးတော့ပြောထားရှိရယ်ဝါပြီနယ်ဆိုတာကအမှန်တကယ်သူတို့ဝါပြီနယ်တရားဝင်ရထားတာမဟုတ်ဘူးတရားဝင်ရထားတာမဟုတ်ဘူးအဲ့အတွက်ဝါပြီနယ်ကိုတရားဝင်လိုချင်နေဆိုလို့ရှိရင်တော့လွတ်တော်တွေကနေပြီးတော့ဒါ2008ဖွဲ့စည်းပုံအတိုင်းတောင်းရမှုပြောဆိုထားတာရှိပါတယ်เนาะဒါကြောင့် လက်နက်ကနေအားလုံးကိုဆူလိုခြင်းနဲ့လည်းအတိတ်ပဲရောက်သွားတယ်။ဝါလို့တစ်ဖက်အင်အားကြီးမားတဲ့ဒါဝါတစ်ဖက်ကတော့မှတက်မတော်ကဒီလိုရာသန်ပေးပြီဆိုရင်တော့အောက်ချိန်မှာသူ့ရဲ့နော်ကိုဝါကိုဝါအစားနာလေးတွေပေါ့ဗျာနော်ကိုဝါအစားနာလေးတွေဒီကောင်တွေကိုလည်းရာသန်ပေးထားတဲ့ပုံစံမျိုးတက်ရောက်ပါတယ်နော်အဲ့တော့ဗိုလ်ချုပ်ကြီးရာပြေးကတော့နောက်စလုံးတစ်လုံးနဲ့ငှက်အကောင်20လောက်ကိုပိတ်ကောက်ပစ်လိုက်တာနော်ပိတ်ကောက်ပစ်လိုက်တာအဲ့တော့ဝါတစ်ဖက်ကိုပြောပြီဆိုကြတဲ့ဂျန်တဲ့ဖက်ကြီးနည်းနည်းတော့တုံးလုံးချောက်ချားမှုလေးတော့ရှိသွားတာပေါ့ တောင်းတော့ချာချမှုလေးတော့ရှိပါတယ်။အတော့ဒီဝါပြည်နေထဲမှာလည်းဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့အနေနဲ့နော်ဝါတာဖွဲ့အနေနဲ့လေတံလေးတွေပြောင်းလာတာပါအမှန်တကယ်တော့လေတံပြောင်းလာတာအရင်ကသူတို့ဆောက်ချိုးကအဲ့လိုမဟုတ်ဘူးဝါတာဖွဲ့ဆိုတာလည်းအရင်တော့အိတ်ဆောက်ချိုးမဟုတ်ဘူးအိတ်ဆောက်ချိုးမဟုတ်ဘူးအခုမှလေတံလေးပြောင်းလာပြီးတော့တမတော်ကပြုတ်လုပေးတဲ့ဒါရွေးကောက်ပွဲကိုသူတို့အနေနဲ့လက်ခံမှာကြောင်းနော်ထောက်ခံမှာကြောင်းဒါသူတို့ပြောထားတာရှိတယ်လေတံလေးနည်းနည်းပြောင်းလာတာပေါ့အဲ့တော့သူကပြောင်းလာတယ်လို့တည့်ရလျက်လေးလည်းပြောင်းလာတယ် တရလီရမျိုးတွေမျိုးတွေပြေးလိုက်ရပြီဆိုတော့သူတို့မှာသူတို့မေပြေးတဲ့လေကွက်တော့မရှိတဲ့နေရာလေးတွေပဲကြံတော့တာဖြစ်တဲ့အတွက်သူပြည်နေကြီးမပဟိုမပပြောက်ရေးတော့ကိုသူတို့တွေကဒါတက်နဲ့ပြန်လဲညှိနှိုင်းဆွေးနွေးမှုတွေလုပ်ချင်ပါတယ်ဆိုပြီးတော့လေတန်လေးတွေထွက်လာပြီလေတန်လေးတွေထွက်လာပြီအဲ့တော့ညှိနှိုင်းဆွေးနွေးကြအကြောင်းတော့မလိုဘူးလို့ထင်တာပဲဗျာနော်ညှိနှိုင်းဆွေးနွေးကြအကြောင်းတော့မလိုဘူးလို့ထင်တာပဲတဘုံတဘုံလိုဆက်ဆန်တာကောင်းတယ်ဗျတဘုံတဘုံလိုဆက်ဆန်တာပဲကောင်းတယ်အော်တဘုံကတဘုံဟိုတဘုံကြစ်မကြစ်မင်းနဲ့ ော်ကိုပေးထားတဲ့နေရာမဟုတ်ဘဲနဲ့ကျန်တဲ့နေရာတွေပါလာရောက်နှောက်ယှက်တိုက်ခိုက်ပြီးမှအခုကျမှသူတို့စစ်ရှုံးကမှညှိနှိုင်းကြမှာတယ်ဆိုတာဒါကျွန်တော်ကကျွန်တော်ကလက်မခံဘူးကြည့်ကျွန်တော်ကလက်မခံဘူးဒီလိုဟာမျိုးကတော့ဒါပေမဲ့ညီနိုင်ဆွေးနွေးမှုလုပ်မယ်ဆိုလဲဒီကောင်းလေးကိုမှတ်လောက်သားလောက်အောင်ဆုံးမပြီးမှညီမတက်မလို့ဆိုတာဒီလိုရှိရကွာဆိုပြီးတော့ဆုံးမပြီးမှညီနိုင်ဆွေးနွေးမှုလုပ်တာကောင်းတယ်လို့မစိတ်လေးပြလိုက်ပြသေးတယ်နောက်တစ်ခါတော့ KIA KIA လည်းဒါလေတံနေနဲ့ထွက်လာပြီ KIA လည်း လေးတဲ့နေနေထွက်လာပြီဘာလို့လဲဆိုတော့တက line သာအထိပါဝင်ရောက်ပြီးတော့ကျတော့ဒါတိုက်ခိုက်နေရရှိတယ်ဒါ line သာကိုအသေးခံဒုံးနေတော့၎င်းလေချောင်းတော့၎င်းဒါရှင်းလင်းတိုက်ခိုက်နေရရှိတယ်အဲ့တော့ KNY လည်းသူ့ရဲ့ဘုံပြောက်တော့မှာဖြစ်တဲ့အတွက်လေတန်လေးနေနေတော့အချိုးပြောင်းလာပြီအဲ့တော့ဆောက်ချိုးနေနေထပ်ပြီးတော့ပြည်တော့ဆောက်ခေါက်ကို၄၅ကျောက်တက်နေနိုင်အောင်နော်အော်သူတို့အဲ့လိုမျိုးတွေပြောတိုင်းတပွဲပွဲမှခေါ်ကြအကြောင်းမရှိဘူးနော်ဆောက်ခေါက်ကို၄၅ကျောက်တက်နေပြီးမှခေါ်အဲ့တော့ဒီလိုအဖွဲတွေရတော့မှာ ဒီလိုစကားတွေပြောလာပြီဆိုလို့ရှိရင်အသေးခံပြီးနေတဲ့အကြမ်းဖက် PDF တွေနေနဲ့အမြင်မှန်ရတတ်ပြီအမြင်မှန်ရတတ်ပြီမင်းတို့ကျွန်တော်အများနဲ့ပြောနေရတဲ့စကားတိုင်းပဲအုတ်နေရံကိုခေါင်းခေါင်းနဲ့သွားဆောင်ရင်အုတ်အုတ်နေရံတော့မကွဲမကျိုးမကွဲမပြည့်စည်ဘူးသိကြတယ်ခဏခေါင်းနေပဲကွဲမှာခေါင်းနေပဲကွဲမှာနော်အဲ့လိုအုတ်နေရံကိုခေါင်းနဲ့သွားတိုက်တဲ့ကောင်ကလည်းတာမန်လူတာမန်လူဆိုတော့မတိုက်ဘူးဗျနော်တာမန်အုံနောက်ရှိတဲ့လူမတိုက်ဘူးပညာတတ်တဲ့လူဆိုမတိုက်ဘူး ။ဆာမတက်ပိမတက်အုံနောက်မရှိတဲ့ကောင်ယူနေတဲ့ကောင်ပဲ။အုံနေအောင်ကိုခေါင်းနဲ့ပြေးတိုက်တာ။အုံနေအောင်ကိုပြေးတိုက်တာ။ကျွန်တော်ဆိုလိုချင်တာကတက်မတော်ဘယ်တော့မှမနိုင်ဘူး။တက်မတော်တိုက်တဲ့လက်နက်ကင်ဖွဲစီးနေရှင်။တက်မတော်ဘယ်တော့မှမနိုင်ဘူး။အဲ့လိုမျိုးရှင်တိုက်တဲ့ကောင်တွေကလည်းဆောနာကျွန်တော်ပြေးတဲ့စကားပုံလိုပဲ။အုံနေအောင်ကိုခေါင်းနဲ့ပြေးဆောင်းတဲ့ကောင်တွေကြီးပဲ။မနိုင်မှန်းတိတိနဲ့တွားပြီးတော့ဆောင်းတာပြီးတော့ရှုံးတာပဲ။ရှုံးတာပဲ။တက်မတော်အမှန်တကယ်လေးလှုပ်လိုက်တော့ရှုံးတာပါပဲ။နော်။ဒါကြောင့်မလို့ ဂျမပီရီယာတွေနဲ့မြန်မာရသည်မီ NUG ရလေသူ့အနဲ့သူရှောင်ထွက်သွားပြီရှောင်ထွက်သွားပြီဘာလို့ရှောင်ထွက်သွားလဲဆိုသူတို့နိုင်ငံတကာအတိမတ်မှမပြုတော့တာနိုင်ငံတကာအတိမတ်မပြုတော့ဘူးဒီကောင်လေးဖွဲ့စည်းကိုဒီကောင်လေးပြည်သူတွေပေါ်နိုင်ထက်စင်းနဲ့အနိုင်ကျင်ကျင်းနော်အလူခံပြီးခွက်ခေါက်တရောင်းသားလုပ်ပြီးတော့ကျတော့ရထားတဲ့ဝင်ငွေတွေကိုသူတို့မိသားစုသူတို့ရဲ့ဆွေမျိုးသားချင်းတာဒါအစင်ပြေချောမွေးစီရဲ့အတွက်ကိုလှုပ်ဆောင်နေတာဖြစ်တဲ့အတွက်ဗေနိုင်ငံကမှသူတို့ကိုမထောက်ခံတော့ဘူးမထောက်ခံတော့ဘူး ါကြောင့်မြန်မာပြည်တွင်းထဲမှာရှိတဲ့ကြမ်းဖက် PDF တွေအနေနဲ့နော် line မော်ကနေပြီးတော့ကျတော့အာချောင်းနေတဲ့ပြည်ပြည်မီဒီယာတွေပြောတဲ့စကားကိုမယုံနဲ့နော် NUG ရဲ့ပြောစကားကိုမင်းတို့မယုံနဲ့မင်းတို့ယုံနေလေမင်းတို့မှားလေလေပဲမင်းတို့မှားလေလေပဲမင်းတို့ဘဝပြက်လေလေပဲနော်အခုချိန်မှာမင်းတို့အမြင်မှန်ရပြီးတော့အလင်းပြောင်းသွားလိုက်နော်တက်မတော်နဲ့အတူဒါနိုင်ငံတော်နဲ့အတူလာရောက်ပူးပေါင်းလိုက်နော်ဒါဆိုရင်မင်းတို့လေအေးအေးချမ်းချမ်းနေလို့ရတယ်လို့ငါတို့မြန်မာပြည်ကြီးလည်းကျန်းမာရေးကောင်းမွန်သွားပြီအဲ့တော့အေးအေးချမ်းချမ်းနဲ့ကျွန်တော်တို့ မြန်မာနိုင်ငံကြီးကိုတိကျကောင်းမွန်အောင်တည်ဆောက်လို့ရပြီဒီလိုမှမဟုတ်ဘဲနဲ့မင်းတို့တွေထပ်ပြီးတော့မိုက်နေအောင်မယ်ဆိုရဲတက်ကထပ်ပြီးတော့စော်နေအောင်မှာပဲတက်ကထပ်ပြီးစော်ရင်မင်းတို့တွေထပ်ပြီးတော့အသေးစိုးနဲ့တည်နေအောင်မှာပဲနော်အဲ့တော့အညာဒေသခံပြည်သူတွေအနေနဲ့လည်းအကြမ်းမဲ့ PDF တွေကိုခင်ဗျားတို့မထောက်ခံမှုလို့တယ်အာမပေးဖို့လို့တယ်ခင်ဗျားတို့ထောက်ခံအားပေးနေတယ်မြခင်ဗျားတို့မျိုးရွာတွေပျက်စီးပြီးအသက်ပေါင်းမြောင်များစွာတည်ကြည်နေအောင်မှာဆိုတာလေးကိုမဆိတ်ပြလိုက်ပြရစီအဲ့တော့မကြခင်တမတော်က သခိုင်းဘက်ကိုအကြီးကျယ်ထိုးစစ်တွေဆင်မာလိုက်မယ်အကြီးကျယ်ထိုးစစ်တွေဆင်မာလိုက်မယ်နောက်တော့ဒီဘက်နိုင်ရီကန်စကန်နိုင်ရီကန်စကန်နဲ့ပတ်သက်ပြီးတော့ဒါအချင်းကြီးပြန်ငိန်သွားတဲ့အပိုင်းကြီးရောက်သွားပါပြီနော်ရောက်သွားပြီဆိုတော့တက်ကတော်တော်များများကိုဒါပြန်လဲထိန်းချုပ်တဲ့အပိုင်းကြီးတွေကိုရောက်သွားပြီအကြံဘက်ကြီးအကြံဘက်အုပ်စုကြီးပြောထားတယ်လို့မျိုးနိုင်ရီကန်စကန်ရသွားပြီဆိုတာလုံးဝမရသေးပါဘူးရတဲ့အကြောင်းလည်းမရှိပါဘူးနော်တက်ကအခုဆိုရင်80 20ပြန်ဖြစ်သွားပါပြီနော်တက်က80ရာခိုင်နှုန်း ပြန်လဲစိုးမိုးထားပြီးတော့အကျံပတ် A တွေကတော့20ရာခိုင်နှုန်းနဲ့နော်ဒီနေကန်စကန်ကိုလာရောက်ပြီးတော့ဒုံးနေနဲ့တော့၎င်းလက်နဲ့ကြည့်နေတော့၎င်းပြစ်ခတ်နေရတော့ရှိပါတယ်တိုက်ပွဲတွေကတော့တောက်လျှောက်ပြင်းထန်နေသေးပါတိုက်ပွဲတွေကတော့တောက်လျှောက်ပြင်းထန်နေသေးပါ